မ္မရေဒီယိုအနားဆင်အားပေးနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့ podcast ပိုင်းဖြူးစုဆိုတဲ့အစီအစဉ်ကနေကြည့်ဆိုပါရယ်ဒီကနေ့မှာဖြူးစုပရိသတ်တွေအတွက်ဖပြပေးဖို့ရွေးချယ်ထားတဲ့စာအုပ်လေးကတော့စိုင်းစီယာကွန်ညိုသွေးရေးသားထားတဲ့နတ်သမီးတောင်ပန်းဆိုတဲ့စာအုပ်လေးတဲကအကြောင်းအရာလေးကိုဖပြပေးသွားမှာဖြစ်ပါရယ်ဖပြပေးခြင်းနဲ့ကောင်းစင်လေးကတော့နတ်သမီးတောင်ပန်းလေး ဘတ်စကားပေါ်မှာလှုပ်ရှားနေတဲ့လူမျိုးစုံတွေကိုကြည့်ရင်မွန်းချက်လာတော့ဘေးပြင်းပေါက်ကိုကြည့်လိုက်တယ်။ကားအကောင်စာကြီးတစီလူချမ်းသာတယောက်ရောက်တော့ကားထဲမှာရှိနေပုံရတယ်။မှန်အမဲတွေကထားတော့အထဲကလူကိုမမြင်ရ။အဲ့ဒီလောက်မော်ရယ်မြင့်တဲ့ကားကြီးမစည်းနိုင်ရင်တော့မော်ရယ်နှိမ့်တဲ့ကားလေးတစီလောက်ဝယ်စည်းနိုင်ရင်ကောင်းမယ်လို့သူတွေးမိတယ်။ဝတ္ထုတွေတဲကဇက်ကောင်မင်းသားလိုလူချမ်းသာဆရာဝန်လေးမဟုတ်တော့ သူ့စေကံလေးကိုသွားတဲ့အခါတိုင်းလိုင်းကားကိုအောက်ကိုရတာပါပဲလူချက်တဲနေတဲ့အချိန်သူလည်းအစိုးရဝန်ထမ်းလာကစားဖြစ်နေတဲ့အခါမိသားစုတာဝန်ကိုမျှထမ်းနေရတဲ့အခါစင်ချေပုံရက်ွက်တစ်ခုမှာစေကံလေးတစ်ခုဖွင့်ထားဖြစ်တယ်။နေရီတော့မသိပေမဲ့စင်ချေပုံရက်ွက်မှာလည်းအထူထီယောဂါကုစေကံလေးတွေကမရှားပါဘူး။သူ Facebook ပေါ်တော့ဟာတာလေးရေးဖို့သေးတယ်။ အခုခေတ်မှာလက်ညှိုးထိုးမလွှဲတာအထွေထွေယောဂါကုစေကန်းတွေရဲ့ beauty salon တွေရဲ့ပီယာဆိုင်တွေရဲ့လို့သူစေကန်းချင်ရင်မာတော့ပီယာဆိုင်ရှိတယ်။လူနာလေးအနေငယ်နဲ့ခြောက်ကန့်နေတဲ့သူစေကန်းလေးကနေစီကားနေတဲ့ပီယာဆိုင်ကိုလမ်းငေးကြည့်နေရတာမျိုးလည်းရှိတယ်။သူအကြောင်းပြချက်နဲ့သူစီကားနေတဲ့လောကကြီးမှာဘာကူမှမှတ်ချက်ပေးနေစရာမလိုအပ်ဘူးလေ။ ကားကရုတ်တရက်ဘရိတ်ဆောင်းအောင်လိုက်တော့ဘေးကကောင်လေးတယောက်ရဲ့အသားနဲ့ထိမိလိုက်တာ သူပူချွတ်သွားတယ်လို့ခံစားရတယ်။အပပပူလိုက်တာဒီနားကဆက်မှုစုံတွေပေါ်တော့အလုလာလုတဲ့သူထင်ရဲ့။အာပူရဲဒုက္ခပဲ။ဒီညနိုင်ကျူတီရှိတဲ့ဟိကောင်ရပူလိုက်တာငါ့ကိုအပြားကုရင်တော့ဒုက္ခပါပဲ။အခုလုံမိုးရင်းကာလမှာအပြားတွေလည်းကုကြတုတ်ကိုရီလည်းဖြစ်ကြတယ်။ တောက်ကွေးပိုးတွေကလည်းမြို့ရုပ်ပီစာတွေပြောင်းလဲလာတဲ့အခါတောက်ကွေးလက္ခဏာတွေကပုံပြီးပြင်းထန်လာကြတယ်။ဒါနဲ့ဒီလောက်ပူချင်နေတာကိုအလုလာရလားအိမ်မှာပဲနားပါလားဟာ။အေးလေဒါလည်းအဖြစ်ပြောလို့မရ။အလုလုံမှပဆန်ရမှာကိုဒီခစ်ကြီးရဲ့အလုရဖို့ကမလဲ။ရတဲ့အလုမှလဆာလေးတွေနေရတဲ့အထဲအလုပြန်ရင်လဆာဖြတ်ခံရတော့ဘယ်လိုလုပ်မလဲ။အေးတဲ့ ူးလက်ထဲကကြံချောင်းအိတ်ထဲမှာထည့်လာပုံရတဲ့ပတ်စံအဟောင်းလေးရလဲကိုရှေနာ ပြုတ်ကြလို့ပြန်ကောက်ပြီးသူ့ကိုလှမ်းပေးရသေးတယ်။ဟက်ကောင်ရအဖျားတက်တာလားအိတ်ပါငိုက်နေရလားဟိုပန်းနေနဲ့တိုးထိုင်မအောင်ဟာလို့စိတ်ထဲကမြည်တွန်းမိတယ်။ပူလိုက်တာပူလိုက်တာငါတော့ဖျားရုံမယ်ထင်တယ်။စိတ်ပြက်လက်ပြက်နဲ့ရှေ့ကိုကြည့်လိုက်ပြန်တော့သူ့ရှေ့တက်တဲ့မှာထိုင်နေတဲ့အတော်ကြီးရဲ့ရုပ်တရက်တင်းမာသွားတဲ့မျက်နှာကိုလှမ်းမြင်လိုက်ရတယ်။ ူလဲကြောင်သွားတယ်။လူနာရီရဲ့ယောဂလက္ခဏာကိုရှောက်ပွေ တက်တဲ့ဆရာဝန်ဘီဇာကအဲ့ဒီအတော်ကြီးမျက်နှာကိုကြည့်လိုက်မိတယ်။သူ့မျက်နှာကဒေါသရဲ့နောက်မှာခြေခွဲဝမ်းနဲ့မှုအနှဲငယ်ဆွန့်ထင်းနေတယ်။ပြန်လဲအားတင်းနေရတဲ့ပုံရိပ်တွေ။ပြီးတော့မှဘေးကသူ့သားဖြစ်ဟန်တူတဲ့ကလေးကိုဖတ်လိုက်တယ်။အခုမှရေရှည်လေးသဘောပေါက်လာရတာကသူ့ဘေးမှာကတ်ထိုင်နေတဲ့အမျိုးသမီးတွေက မျက်နှာချင်းဆိုင်က အတော်ကြီးရဲ့ကလေးကို တမျိုးမြင်နေပုံရတယ်။ဒါကိုအတော်ကြီးကစိတ်ဆိုးနေတယ်ထင်ပါတယ်။သူလည်းအခုမှကလေးကိုတေချာကြည့်မိတယ်။ကလေးကတာလူစီမီယာလို့ခေါ်တဲ့သူရောဂါတမျိုးကိုခံစားနေရတာကြားပြီးထင်ပါတယ်။တာလူစီမီယာဆိုတာကသူရဲ့မှာရှိတဲ့ဟီမိုဂလိုဘင်ဓာတ်ဖွဲ့စည်းမှုချို့တဲ့လို့ဖြစ်တဲ့ရောဂါ။အဲ့ဒီဓာတ်ဖွဲ့စည်းမှုမှာပြဿနာတက်နေတယ်။ ခန္ဓာကိုယ်ကသွေးနှီးဥဖွဲ့စည်းမှုဟာမလုံလောက်လို့ပုံမှန်ထက်ပိုပြီးလိုအပ်လာတဲ့အခါပုံမှန်နေရာမဟုတ်တဲ့အရိုးတွေကနေသွေးနှီးဥကိုဖွဲ့စည်းထုတ်လုပ်ရတဲ့အတွက်နှစ်ဖူးလေးကမောက်လာမယ်ပါးရိုးတွေကငေါထွက်လာတယ်နှာခေါင်းရိုးကပြားလာတာဖြစ်တဲ့အတွက်အဲ့ဒီကလေးလေးဟာရုပ်ကလည်းတိုက်ပစ်ကဲတာလာစီမစ်ဖေ့စ်လို့ခေါ်တဲ့အဲ့ဒီသွေးရောဂါရဲ့မျက်နှာပုံမျိုးလေးဖြစ်နေတယ်။လူကလည်းသွေးခဏခဏသွင်းရတဲ့အခါ iron overload လို့ခေါ်တဲ့ တန်တက်စုပုံခြင်းကြောင့်အဲ့ဒီကလေးရဲ့အသားရည်ကိုပုံမဲစေတယ်။အဲ့လိုမမဲတဲတဲလေးမှမှစပင်ကိုရွှေရောင်ဆိုးထားပြီးနားရည်ဖောက်ထားသေးတာကိုသူ့ဘေးကမိမတွေကအဲ့ဒီအတော်ကြီးကိုအပြစ်တင်ခြင်းပုံပါပဲ။မိဘကမဆုံးမဘူးလားပေါ့လေ။သူတိတ်တိတ်လေးတပင်းချမိရပါတယ်။လူတွေဟာသိခတ်တယ်။ကဘာကြီးမှကိုမြင်နေရတဲ့အမြင်ထက် ပိုတဲ့နောက်ွက်ကအเจ้าရည်အများကြီးရှိရဲ့ဆိုတာ ခံစားတတ်တဲ့မေတ္တာတရားဒါမှမဟုတ်ဉာဏ်ပညာမရှိကြတော့ဘူးလားနားလေစာနာပေးဖို့ရောဘာအတွက်များမေးလျှော့ကုန်ပါတလဲစီကရောက်တဲ့အထိသူဟိုကလေးလေးရဲ့မျက်နှာကို အချိန်အတော်ကြာအောင် ပြန်မြင်နေမိတယ်သူလိုဆရာဝန်မဟုတ်တဲ့စီးပညာနားမလဲတဲ့သူတွေရဲ့အဲ့ဒီကလေးလေးကိုရှုပ်ဆိုးလေးရုပ်ကဆိုးရတဲ့အထဲစပင်ကိုလည်းရွှေရောင်ဆိုးထားတယ် မိဘကလည်းဒီအရွယ်လေးကိုနိုင်အောင်မဆုံးပါဘူးလားဆိုရဲအပြစ်တင်တန်နေနဲ့ပဲအဲ့ဒီကလေးလေးကကဘာမြေပေါ်မှာရှင်တန်ရတော့မှာလားလူတွေကအပေါ်ရန်အေးပြားရဲ့ဝစ်စားဆင်ရမှုရဲ့ကိုတိတ်အလေးထားလုံးနေသူဆိုရင်စေကန်းကိုဆရာဝန်အပြစ်ထိုင်ရတော့ရှက်အင်းကြီးရဲ့ပစိုးရဲ့ဝင်းမှာပို့ပြီးအဆင်ပြေတယ်။ဘောင်းမရှိဝတ်ထားရင်တော့ဆရာဝန်ကိုမယုံကြည်ရိတ်တန်းတဲ့စေပညာကိုတေချာမတတ်ပါမလားလို့ စူးစမ်းတဲ့မျက်ဝန်းများကို သူခံစားသိရှိရတတ်တာပါပဲ။ဒါပေမဲ့ပစုဝိယုံသားမက လေကတုံးအဖြူလေးသာတွဲဝတ်ထားလိုက်ရင်တော့ဒီနေ့မှလူနာရီရဲ့သူ့အပေါ်လေးစားမှုပုံရိပ်ဟာနှစ်ဆတက်လာတယ်။အဲ့ဒီဆီယဝန်တယောက်သေးကိုပဲအဝတ်အစားအနှင်းငယ်ပြောင်းလဲတာနဲ့ရရှိလာတဲ့ကို့အပေါ်ထင်မြင်လေးစားမှု ပုံရိပ်အတက်ကြတွေဟာမထူးဆန်းဘူးလား။ကဘာကြီးကအပေါ်ရန်ဖုံးလွှမ်းမှုအလွာတွေနဲ့ ရှင်သက်အသားကျနေတယ်လို့ပဲဆိုရတော့မှာပေါ့လေအဖျားကြီးပြီးမူးလဲလို့ဆရာကြီးရုပ်တရက်စီကန်းလေးကိုဝင်လာတဲ့အလုသမားကောင်လေး၃ယောက်ဖေးကနှစ်ယောက်ကအလဲကနေမကောင်းတဲ့သူတို့တငယ်ချင်းကိုတွေ့ထားတယ်သူလဲလူနာကိုကရင်ပေါ်တင်ခိုင်းပြီးအဖျားတိုင်လိုက်တော့အဖျားက၁၀၄ယောက်ကြော်ချင်နေတယ်သွေးပောင်ချင်းနေလူရာတွေစမ်းသက်ပြီးသွားတဲ့အခါတော့ဆေးထိုးဖို့လိုအပ်တယ်လို့ယူဆလို့ဆေးထိုးပေးလိုက်တယ် ဆေးထိုးပြီးရနောက်လဲနှလုံးခုန်နှုန်းသွေးခုန်နှုန်းတွေကို သူပြန်ပြီးစစ်ဆေးနေသေးတယ်။တရှင်ရှင်ထားနေတဲ့အပူငွေတွေကသူ့ရဲ့မျက်လုံးတွေကို ရှင်ဘက်စီကို သူ့လက်ဖွားတွေစီကိုရိုက်ခတ်ကူးဆက်နေပေမဲ့လဲသူကယူမဆိုင်ပါ။ထီလူနာအတက်တောက်စီကိုဘာတွေပေးရမလဲဆိုရာလဲသူတင်ကြားထားတဲ့ပညာရက်တွေကို အုံနောက်ထဲမှာပြေးလွှားဖို့စီခိုင်းနေတယ်။အဲလိုဆက်ဆက်တလို့ဇက်တိုက်လှုပ်ရှားနေရင် ခုနတော့ကစေကန်းကိုအလာမှာလိုင်းငါပေါ်ကလူနဲ့အသားချင်းထိမိရင်တော့ပူမာဆိုးလို့မတိမတာရှောင်ဖယ်နေမိရဲ့လူတယောက်ကသူကိုယ်တိုင်မှဟုတ်ရဲ့လားလို့ပြန်တွေးမိပြီးရည်ချင်လာတော့တယ်။ကောင်လေးကတော့အဖျားရှိန်နဲ့မျက်လုံးလေးကို ပိတ်မိတ်ထားစေ။ပြီးရင်ပတ်စံကိုကြားတက်နာတတ်အတော်ကြီးရှော့ယူရတော့မယ်ဆိုရာစေးဖို့လောက်ပဲယူရတော့မယ်ဆိုရာလေ သူ့ရှေ့ပြုတ်ကျထားဘူးတဲ့ပတ်စံအိတ်လေးတစ်လုံးကိုမြင်ရောင်ရင်ကြိုတင်သိရှိနေပါတယ်။သူဖြောကြီးစီကြီးတီးပြီးမလူနိုင်မှာတကူစားအေးချမ်းစေနိုင်သော အပူဒဏ်တွေကို ခုခံနိုင်စေသောလက်တဆုံတော့သူ့မှာရှိနေပါတယ်။အခုချိန်မှာသူဟာနှစ်သမီးတစ်ပါးကပေးထားတဲ့အတောင်ပံနေနဲ့ကို့ယုံကြည်မှုတွေရဲ့စီညွန်ရာစီကိုပြန်တန်းနေတဲ့သူတယောက်ပဲမဟုတ်လား။ခွညို့သွေး ကဲပါပရိသတ်ဒီအနေနဲ့အခုနားဆင်ခဲ့ရတဲ့အကြောင်းအရာလေးကတော့နတ်သမီးတောင်မန်လေးလို့အမည်ရတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နတ်သမီးတောင်မန်စာအုပ်ကနေပြီးတော့ဖတ်ပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပရိသတ်ဒီအနေနဲ့ဖတ်ပြပေးစီခြင်းနဲ့စာအုပ်လေးရှိရဆိုလို့ရှင်လေ comment မှာရေးသွားလို့ရပါတယ်